ောက်ပဲခက်ခဲနေပါစေဘယ်တော့မှအလှမခံစားတော့ဘူးဆိုပြီးမျက်ရည်တွေနဲ့ရှင်ဖွင့်လာတဲ့ဇပိုတိယုဆောင်မှန်းနွယ်နေပြည်သက်များအားလုံးပဲမင်္ဂလာပါရှင် နွေနီဆိုတော့ကိုတော့ပရိသတ်တီတော်တော်များကကုညီဖေးမသူတွေလူတန်းသူတွေကြောင့်ဆိုင်လေးဖွင့်ပြီးတော့အစအစအရရာအစဉ်ပြေနေပြီလို့ထင်ခဲ့ကြတာလည်းဖြစ်ပါတယ်။နွေနီတယောက်အစအစအရရာအစဉ်ပြေပြီဆိုပြီးတော့ထင်နေကြပေမဲ့ဒိမချာကိန်းကလိုင်းပေါ်တက်ပြီးတော့သူ့ရဲ့အခက်ခဲတွေကိုရှင်းဖွင့်လာခဲ့တာကြောင့်အကုန်လုံးအံ့ဩရတဲ့အထိဖြစ်ရတာပါ။နွေနီယာမကြခင်ကစီးပွားရေးအကျဲ့တွေကြောင့်လိုင်းပေါ်ကနေရှင်ဖွင့်ခဲ့တာပရိသတ်တို့အသိကြမှာပါသူကမပြေလည်တာတွေအရင်ဟောများလို့ရှင်ဖွင့်ခဲ့ပေမဲ့ပရ ရိသတ်ထင်လွဲမှမှဆိုလို့စကားကိုထိမ့်ပြီးတော့ပြောနေရတဲ့အနေအထားပဲဖြစ်ပါတယ်။ပရိသတ်တချို့ကနွယ်နီမပြေလည်ဘူးလို့ပြောလိုက်တာနဲ့အားနေအလုံးမလုံးပဲအလူခံနေမျက်ရည်ချူတဲ့စကားတွေနဲ့ဝေဖန်ပြောဆိုကြတဲ့အထီးပဲဖြစ်ပါတယ်။ဒါကြောင့်မို့နွယ်နီကဂျမ်းမာကြီးမကောင်းကလေးကမပြေလည်ဘူးဆိုပြီးတော့အလိုင်းပေါ်ကနေခဏခဏပြောခဲ့ဘူးရာမို့ပရိသတ်တီကလည်းချိန်မရဖြစ်ချင်ခဲ့ရလဲဖြစ်ပါတယ်။ ွေနီကတော့ဆယ်စုနဲ့ကြာအောင်အဆင်မပြေမှုတွေနဲ့ကြုံတွေ့ခဲ့ရတာမို့ဒီတစ်ခေါက်မှာတော့ပရိသတ်ဝေဖန်တာကိုမခံကျင်တော့တာမို့ပြပြသားသားနဲ့ပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်။ရွေနီကတော့သူ့ရဲ့အပြောကိုပရိသတ်ဒီအထင်လွင်မှာဆိုတဲ့အတွက်လဲသူက ဟိုပြောခဲ့ရလဲဖြစ်ပါတယ်ဘယ်လိုပြောခဲ့ရလဲဆိုတော့အလုပ်တစ်ခုလိုချင်တယ်ဆိုပြီးတော့ line ဘောကနေအကူအညီတောင်းလာတာဖြစ်ပါတယ်အလုပ်ခဏမဟုတ်ဘူးလို့လည်းရှင်းပြထားပါတယ် Rennie ကတော့လက်တလုံးမှာအလုပ်မရှိလို့မိသားစုရဲ့ညဉ့်ညံတာကိုခံနေရတယ်ဆိုပြီးတော့ရရအလုပ်ကိုလုပ်ဖို့အတွက်စဉ်းစားနေရလဲဖြစ်ပါတယ် သူ့ရဲ့ဆိုင်ကဘလို့ဖြစ်သွားလဲဆိုတာမပြောခဲ့ပေမဲ့အရင်နှီးမလို့တဲ့အလုပ်လုပ်ခြင်းနဲ့ဆိုပြီးတော့သူများအိမ်မှာအိမ်အကူလုပ်ခြင်းနဲ့ဆိုပြီးတော့အလုပ်တောင်းနေရလဲဖြစ်ပါတယ်ရွေးနေရတော့အနန္နာကြီးကို9000နဲ့ထမင်းချက်အဝိရှောမိဘူးတိုက်အိမ်တန်ရှင်ကလေးထိန်ခွေးထိန်အကုန်လုံးနိုင်နေဆိုပြီးတော့အလုရှာဖွေနေရလဲဖြစ်ပါတယ် နွေနီရဲ့အပြောရိကြောင့်ပဲပြည်သက်တော်များကိုအမှုပညာအတိုင်းဝိုင်းရပါစိတ်မကောင်းဖြစ်ရတဲ့အထိပါပဲအမှုပညာရှင်တယောက်ကအဲလိုမျိုးလုပ်မယ်ဆိုတဲ့စကားကြောင့်အားလုံးကစိတ်မကောင်းဖြစ်ခဲ့ကြရလဲဖြစ်ပါတယ်နွေနီကတော့ဒီတစ်ခေါက်မှာပြည်သက်ရဲ့ဝေဖန်တန်တွေကိုမခံချင်လို့အိမ်အကူလုံးလုံးဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သူအနေနဲ့ဘလောက်ပဲခက်ခဲနေပါစေအလိုမခံစားတော့ဘူးဆိုတာကိုလည်းပြည်သက်တိအောင်လို့ပြောပြလာတာကိုလည်းဖြစ်ပါတယ် နွေနီယာအလူမခံတော့ဘူးဆုံးဖြတ်လိုက်တာမျက်ရည်ချူပြီးတော့လှုပ်ရှားနေရဆိုပြီးတော့အပြိုးမခံစင်တာကြောင့်လဲပါတယ်လို့သမီးတွေကြောင့်လဲပါပါတယ်နွေနီယာလက်ရှိမှာပင်ပင်ပမန့်နဲ့အိမ်အကူလုံးနေရပေမဲ့စိတ်မညစ်တယ်လို့တိမ်ငယ်စိတ်လည်းမဝင်ဘူးလို့ဆိုပါတယ်သူကပင်ပန်းမိမဲ့သူ့ရဲ့စူးစမ်းမှုကြောင့်ရတဲ့လှုပ်အားကားမှုတံပိုးထားတယ်လို့ဆိုပါတယ် ရနီကတော့ကျန်းမာရေးမကောင်းသလိုအရွယ်လေးလေးရလာပြီးဖြစ်တာမို့အိမ်အကူအလုပ်တွေလုပ်ရတာပြင်းမှန်းနေပေမဲ့သမီးလေးတွေရဲ့မျက်နှာကြောင့်အလူခံမစားတော့ဘူးဆိုပြီးတော့ပြက်ပြက်သားသားကိုပြောဆိုခဲ့ရလဲဖြစ်ပါတယ်နွယ်နီရဲ့သမီးလေးတွေကတိတက်တဲ့အရွယ်ကိုရှောင်းနေပြီမို့နွယ်နီကတမအာဇီဝကြတဲ့အလုပ်ကိုပဲရွေးပြီးတော့လုပ်ဖြစ်နေတာဖြစ်ပါတယ်ကလေးတွေက9နှစ်ရှင်းတဲ့အရွယ်ကျောင်းတက်တဲ့အရွယ်လေးတွေနဲ့မို့နင်းမယအလူခံစားရဲဆိုတဲ့စကားသံနေနဲ့ကလေးတွေကိုနှိမ်မှဆွေးနေရလဲဖြစ်ပါတယ် ရနီကတော့လူမမယ်သမီးလေးတွေသူကြောင့်မျက်နာငယ်မှာအနှိမ်ခံရမှာကိုစိုးရိမ်နေစိတ်နဲ့လူမခံစားတော့ဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။ရနီကတော့ကလေးတွေရဲ့အနာဂတ်မှာအရေးမဲမတင်စေချင်လို့အလူငွေလက်မခံဖို့ဆုံးဖြတ်လိုက်တာဆိုပြီးတော့ဖြက်ဖြက်တသားကိုသူ့ရဲ့ခံစားချက်ကိုမျက်ရည်တွေနဲ့ရှင်ဖွင့်လာခဲ့ရလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အခုလိုမျိုးစိတ်ဝင်စားဖို့အကြောင်းအရာတွေအများကြီးတင်ဆက်ပေးနေတာမို့ချက်သေးရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးသွားကြပါအောင်ရှင်။